င်သူရဲ့မပန်းနာကြပြီထင်နေခရေရနသင်ထုံဝေးပါရဲ့တခါပြန်ခြင်းသူကိုလမ်းပဲတစ်ချိန်တော့ငါသူဆုံးနေကြလန်လေးထမနာကိုရူရူနှုတ်ချင်းတွေလို့ပြောခဲ့တာ ခုများတော့ပြန်လာမယ်လို့ပြောပြီးတော့သူရဲ့စိတ်ပဲတို့ရောက်လို့သွားပြီလေဟာခရင်မလေးရဲ့ဒီကောင်းလို့ဆောင်းနေမချစ်ဖဲမျောလင်းချက်တွေပေးသူရဲ့ Thousand to me, to me. ွဲအလမ်းမမစသိငါမလာလေ exponential function ရဲ့ graph ဆိုနော် exponential function ဆိုတာက y ဤကွဲတူ b ပါဝါ x နော် y ဤကွဲတူ b ပါဝါ x အဲ့မှာဆိုလို့ရှင် db ရဲ့တန်ဖိုးလေးဟာဒေတာသန်းတော့ဒီလို0တက်ပါပြီလဲဆိုလို့ရှင်ကြီးရမယ်လောမှာလို့ပဲနော်0တက်ကြီးရမယ်ပြီးလို့ရှင် db ရဲ့တန်ဖိုးလေးဟာဆိုလို့ရှင်1နဲ့2ပါအရင်ဦးဆုံးဆက်လို့ ဒီ exponential function ရဲ့ graph ကိုစတင်တော့ဒါရီဘယ် graph ကိုဆွဲမယ်ဆိုလို့ရှိရင် graph of y equal to 2 power x graph ကိုအဲ y equal to 3 power x graph ကိုအဲ့တော့ဒီကောင်က y equal to 2 power h h မှာဆက်လို့ h ညာမှာဆက်လို့ဘာသွင်းလိုက်လို့ဆိုရင်

ူပါဝါဇီရိုကိုတွေ့လိုက်လို့ဆိုလို့ရှိရင်ဝမ်။အဲ့တော့ဝိုင်းအီကွဲတူယူပါဝါ1ကိုတွေ့လိုက်လို့ဆိုလို့ရှိရင်တူ။အဲ့တော့ဝိုင်းအီကွဲတူယူပါဝါ2ကိုတွေ့လိုက်လို့ဆိုလို့ရှိရင်ဘာတွေ့လဲ။4 4အဲ့တော့ကျတော့ H ownership ကမှရှိတဲ့ fighting point ညာဘာလဲ။ကိုတုံးလို့ဆိုရင် minus 2ရယ် minus 1ရယ်0ရယ်1ရယ်2ရယ်။ဒီကောင်းတော့ကျတော့ဘာလုပ်လိုက်လို့ဆိုရင် graph လေးကိုဆွဲလိုက်။ A Z Y Z Y Z မှာဆိုလို့ရှိရင်ဇာတ်ကိုဘာအကြည့်တုံးကြည့်ရတယ်ခေါ်ကြည့်လို့ရှိတယ် A Z မှာဆိုလို့ရှိရင် do ဟုတ်နော်အဲ့တော့1 2 3 1 2 3要么就不老老看来了。 quá chú chú có quá lâu lâu thay lại được quá quá chú three four five six eight eight nào đi xem chú bảo là three bảo là cái 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 bảo thế nó cái khai đơn gì đó yo two three mãi nào quá mãi nào chú mãi nào quá mãi nào chú one two three four 7 8 7 8 7 8 9 get up to point here minus 2 comma 1 by 4 minus 2 comma 1 by 4ဆိုတော့ဘာမှရှိမယ်ဆိုရင်ဒီကောင်က1 by 2ဒီနားလေးမှာရှိတယ်ဟုတ်ပြီနော်ဒီနားလေးမှာဘာရှိမယ်ဆိုရင် minus 2 comma 1 by 4

ီမှာရှိတယ်။အဲ့ဒါကျတော့2.4ပါဖြစ်တယ်သူရှိ4 2.4ဆိုတော့ဒီနားမှာရှိတယ်။2.4ဟုတ်လားအဲ့ဒါလေးကိုကျွန်တော်ဘာလို့လဲဆိုတော့ဆွဲလိုက်တယ်အကဘာရခဲ့တဲ့ဆီလို့ရှိရင် y ကွဲ2 2ပါပါ x 2ပါပါ h ကဲဒါကနောက်နောက်ကဲဒီကွာ y ကွဲ2 2ပါပါ x 3ပါပါ8ကိုတွက်အဲ့တော့ဒီနားပါပါမလန့်လို့ဒီ3တွက်လိုက်ဒီပါဝါ h ကိုမလုပ်လို့ဆိုရှင်လေဟုတ်လေဒီပါဝါ h ကိုဆက်မယ်အဲ့တော့ဒီတော့မဖြစ်မယ်1 by 9 1 by 9 1 by 3 ဟုတ်ပြီဒါတော့မိုင်းနဲ့ဒူကောမှာ1/9မိုင်းနဲ့ဒူကောမှာ1/9ဆိုတော့ပြောပြတာပါခံမ်းကြည့်ပေါ့ကွာရောက်မှာလို့ဟာနားတော့မှာရှိတယ်တော်လေးကဘာဖြစ်မလဲဆိုရင်မိုင်းနဲ့ဒူမိုင်းနဲ့ဒူကောမှာ1/9နောက်တစ်ခုကပါလေမိုင်းနဲ့1ကောမှာ1/3မိုင်းနဲ့1ကောမှာ1/3ဆိုတော့ပြောပြတာပါရှိ ဒီနားလောက်မှာရှိဟုတ်လား minus 1ပေါ်မှာ1 by minus 1ပေါ်မှာ1 by 3နောက်တစ်ခုဆက်လုပ်ပါ0ပေါ်မှာ1 zero ပေါ်မှာ1ဟုတ်လားရှိတယ်1ပေါ်မှာ3 1ပေါ်မှာ3ဟုတ်လားရှိတယ်1ပေါ်မှာ3နောက်တစ်ခုက1ပေါ်2ပေါ်မှာ2ပေါ်မှာ9 2ပေါ်မှာ9 ဒီကောမှာနိုင်တော့ဟုတ်နားလောက်ဆိုတော့ဘာလဲဆိုရင်ဒီကောမှာမနိုင်ဟုတ်ပြီအဲ့ဆရာဒီရနေဆက်သွားမှာဒီရနေရောဘူးကဟာဒီကောမှာဒါဘာကြီးလဲလဲဆိုလို့ရှိရင်ဝါးခွဲ3 power 8 3 power 8အဲ့တော့ဆရာတို့က ပြီးကြတော့ဂရမ်ဆွဲပြီးဘာကြီးရမလဲဆိုအစမ်းထုတ်အစမ်းထုတ်ကဆရာအစမ်းထုတ်ဆိုတာသူ့ကိုမထိရအောင်ဖြက်လည်းမဖြက်အောင်အစမ်းထုတ်ကဘာမင်းဖြစ်မလဲဆိုလို့ရှိရင်အဲ့ဒီစစ်ဟုတ်လားအဲ့ဒီစစ်ကိုထိလည်းမထိဘူးဖြက်လည်းမဖြက်အစမ်းထုတ်ကအဲ့ဒီစစ်အဲ့ဒီစစ်ဆိုလို့ရှိရင်ဝိုင်တန်ဘောကဘယ်လောက်လဲဟုတ်တယ်အဲ့ဒီစစ်ဆိုရင်ဝိုင်တန်ဘောကအဲ့ဒီစစ် အဲ့ဒီစမှာဆိုလို့ရှိရင် y ဘွဲ့ y ဘွဲ့တူ0အစမ်းထုတ်က y ဘွဲ့တူ0အစမ်းထုတ်ကဘာဖြစ်လဲ y ဘွဲ့တူ0မူလနော်မူလပုံရဲ့ y ဘွဲ့တူ2ပါဝါ8 3ပါဝါ8ကအစမ်းထုတ်ကဘာဖြစ်လဲဆိုရင် y ဘွဲ့တူ0ဒါမှတ်ထားမယ်နော်ဟဲ့လို့ y ကအစမ်းထုတ်ကိုကြီးတော့မယ်ဆိုရင် y ကကီတန်မှုနဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တူတူပဲ y ကကီတန်မှုနဲ့ နောက်တော့ပါရင်လည်းဆက်လို့ဒိုမိန်ရေးရကြတာဒိုမိန်ဒိုမိန်က h တွေပါဝင်တဲ့ဗာမဲ့ဆိုရင်အစုစု h တွေပါဝင်တဲ့အစုဒိုမိန်မှာဆိုလို့ရှိရင်ဆရာတို့ h တွေကဘာဖြစ်လဲဒီဘက်ချမ်းမှာလည်းအများကြီးပါနိုင်တယ်0လည်းပါမယ်အပေါ်မှာလည်းဘာဖြစ်လဲဆိုခုဘက်ကိုဆက်သွားမှာဒီအများကြီးပဲပါအဲ့တော့ဒိုမိန်ကဘာဖြစ်လဲဆိုရင်ဟာပြီးလို့ရှိရင် rate rate က y နေပါတဲ့အစု ဒီဘက်မှာဖြစ်ပေါ်နေတဲ့ဝိုင်းနေရာဆိုလို့ရှိရင်ဆရာတို့ဘယ်ကောင်းတဲ့ကြီးတယ်ဆိုလို့ရှိရင်0တဲ့ကြီးတယ်နော်0ရဲ့အပေါ်ဘက်မှာရှိတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုရင်0တဲ့ကြီးတယ်အဲ့တော့ y set that y go ဘယ်လိုရေးကြည့်အဆက်တို့ကိုကြည့်လိုက်ကွာဘာရဘာဖြစ်လဲဆိုရင်0တဲ့ရင်းကြတဲ့ရမလားဟုတ်ပြီအခုကဆရာတို့ဘာရထပ်ပြီးလေ့လာမယ်ဆိုရင် refreshing refreshing ဆိုတာကအဲ့ကဲလက္ခဏာတောင်းလဲရင် refreshing or why is it why လက္ခဏာတောင်းလဲလို့ရှိရင် refreshing or it is it why ဆိုတာ function တကူလို့ပြောတာနော် refreshing is scaling scaling ဆိုတာ why ဆိုတဲ့ function တကူကိုဖြတ်ဖို့ရင်တကူတက်ဆောင်မယ်ဆိုလို့ရှိရင် vertical scaling delta နောက်ကအဲ့ကိုမြောက်ပေါ်ကင်းတစ်ခုခုနဲ့တွက်မှဆိုလို့ရှိရင် horizon နဲ့ scaling သူ့ကြတော့ဘယ်လိုပြောဆိုရင်ရောင်းပြန်ယူဟုတ်ပြီသတ်မိတယ်အပြီးလို့ရှိရင်ဆရာတို့ဘာလဲဆိုရင် translation 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 ဆိုတာကအဲ့မှာတစ်ခုခုထည့်ပေါင်းလိုက်လို့ရှိရင်အဲ့တန်ဖိုးမှာတစ်ခုခုထည့်ပေါင်းလို့ရှိရင် horizon နဲ့ translation ဖြစ်ပြီးတော့ ဝိုင်တန်ကိုဝိုင်ဖန်ရှင်ကြီးမှာတခုခုထည့်ပေါက်မယ်ဆိုလို့ရှိရင်ဘာဒီကဲထရန်စလေးရှင်းအဲ့တော့ဘယ်ကောင်းရဲ့ကောင်းရဲ့ဆိုလို့ရှိရင် exponential exponential ဖြစ်ရင်းရဲ့အော်ဒီနဲ့ function က y ဒီပါဝါ x ဟုတ်ပြီ တော့ကြားရတော့မဲ့ဖန်ကြီးကဝိုင်းကြီးကွဲတူဘီးပါဝါမိုင်းနဲ့အိတ်တော့ခုဝိုင်းကြီးကွဲတူဘီးပါဝါအိတ်ကနေပြီးတော့ကြောင်းလဲသွားမယ်ဝိုင်းကြီးကွဲတူ A ဘီးပါဝါအိတ်တော့ခုဝိုင်းကြီးကွဲတူဘီးပါဝါအိတ်ကနေပြီးတော့ဝိုင်းကြီးကွဲတူ A B ပါဝါ H minus H flat B တို့ကလည်းအကုန်ပြည့်တော်လုပ်လိုက်ပါဘာ Y equal to B ပါဝါ H Y equal to minus B ပါဝါ H ဟုတ် Y equal to B ပါဝါ1ကနေပြီးတော့ Y equal to B ပါဝါ minus 8ဖြစ်သွားတယ်ဆက်တော့8ကလက္ခဏာပြောင်းသွားတဲ့အတွက်ကြောင့် refreshing ဖြစ်သွား refreshing on why is it အဲ့ကလက္ခဏာပြောင်း refreshing on why is it refreshing on why is it ဟုတ်လား why equal to b power i ကနေပြီးတော့ y equal to minus b power h ဖြစ်သွားတယ် why ကြောင်းလဲသွားတယ် function တခုလုံးကြောင်းလဲသွားတဲ့အတွက်ကြောင့်ဘာကြောင်းလဲလား refreshing 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 on AAC refreshing on AAC refreshing on AAC ဟုတ်လားအခု why equal to b power a ကနေပြီးတော့ y equal to a b power a ကိုသွား function တစ်ခုလို့ဖြစ်တဲ့ b power a ကိုမြောက်ဖို့ကိန်းတစ်ခုခုနဲ့နှောက်သွားတဲ့အတွက်ကြောင့်လို့ဒီကောင်ကဘာဖြစ်လဲဆိုရင် scaling y function ကိုမြောက်တဲ့အတွက်ကြောင့်လို့ vertical scaling ။ဘာလို့ကစကေးလေးမှာစကေးဖက်တာက A စကေးဖက်တာက A ဟုတ်လားနောက်တစ်ခု y equal to b power a ကနေပြီးတော့ y equal to a b power h minus h plus k h မှာတစ်ခုထည့်ပေါင်းတယ် function ကြီးကို y ကြီးကိုတစ်ခုခုပေါင်းတယ်ဒါဆိုရင်ဆရာတို့ဒီကောင်ကဘာပြောသွားတာလဲဆိုလို့ရှိရင် translation ကိုပေါ့ဟုတ်လားအဲ့တော့ y function မှာ ပေါင်းလို့ရှိရင် vertical translation ဖြစ်ပြီးတော့မှာပေါင်းလို့ရှိရင်တော့ horizontal translation horizontal translation မှာဆိုလို့ရှိရင်ဒီမှာက h ပေါ့နော် h က h ပေါ့ vertical translation မှာဆိုလို့ရှိရင် k k ပေါ့ ရမယ်။ဒါနော်။ဟုတ်ပြီ။အဲ့ဒီဒီနေ့ example လေးသွား8.4က differentiation of exponential function ။ဒါတို့ exponential function တွေကိုဘာလို့မှာလဲ။ shape ။ဒါအဲ့ exponential function တွေကိုမရှိခင်ဇာတို့ရှိတာလေးတွေပြန်ပြီးတော့တွေးကြည့်အောင်။နောက်ပိုင်းလာမှာတွေကရှိတာတွေပဲလာတော့နော်။ရှိတာပြီးရေးတာတွေလာတော့ရှိတာကိုကျွမ်းမှာရေးတာလည်းပါပြီလို့ဆိုရင်အစီအစဉ်။အဲ့တော့ပြန်ကြည့်အောင်။ဒီမှာ DH constant constant ကိုရှင်းဘာရလို့ဆိုရင်0အဲ့ကိုရင်းနေရှင်းဘာရလို့ဆိုရင်1အဲ့တည်းမျိုးရှင်းမယ်ဆိုရင် power ရှိရှာ power h power minus 1 power တော့ရှင်းမယ်ဆိုလို့ရှင်းရှင်းရှင်းကပေါ့ဟောနောက်ရှင်းနခုမြောက်ထားတာကိုရှေ့မယ်ဆိုရင်ရှေ့ထားနောက်ရှေ့ပေါ့ရှေ့ထားမယ်နောက်ရှေ့ဒီပိုင်းလေးဝင်ရ ပေါ့နောက်သားလေရှိရှိရှိသားနောက်ရှိရပေါ့နောက်သားရှိရှိစားထားတာကိုရှိမယ်ဆိုလို့ရှိရင်အောက်သားအပေါ်ရှိအောက်သားလေအပေါ်ရှိတယ်နော်နော်ပေါ်သားလေအောက်ရှိဒီပိုင်းရေးဒီပိုင်းရေးအောက်တစ်ခွေဟုတ်ပြီကျွန်တော်ပို့စားထားတဲ့ကောင်မှာကိုကိုပြောပြောသိနေရမှာကဒီအပေါင်းရဲ့ဒီပဲအချမ်းမှာရှိရဲ့ အပြုံလိုက်ကမြောက်တာလားဒီပေါင်းရဲ့ဒီပဲချမ်းမှာရှိတဲ့အပြုံလိုက်ကမြောက်တာဒီနှုတ်ကဒီပဲချမ်းမှာရှိတဲ့အပြုံလိုက်ကလည်းမဖြစ်တဲ့ဆိုရင်မြောက်တာလားဒီပဲချမ်းမှာရှိတဲ့ကောင်ကလည်းမလုပ်တာဆိုရင်မြောက်တာဟုတ်ကော constant constant ကြီးပဲ h မပါတဲ့ k ကိုရှိမယ်ဆိုလို့ရှိရင်တော့0ရ constant နဲ့ h နဲ့တွဲနေမယ်ဆိုရင်တော့ constant လေးကိုအပြင်မှာထားပြီးရော h ပါတဲ့ k ကိုမလုပ်မယ်ဆိုလို့ရှိရင်တက်တက်ရှိနားလည်မလား h ပါတဲ့ k လုံးအတွဲလိုက်ကြီးကိုရှိမယ်ဆိုလို့ရှိရင် ပါဝါရှစ်ချက်တတိယပါဝါကိုရှစ်ချလိုက်လေ U and minor ကတတိယလိုက်ပြီးရင်အောက်ကကောင်ဘာလို့လဲဆိုရင်တက်ရှိဒီပါ DH U ဟုတ်နော်အရင်ကတော့ဒီလိုမျိုးပေါ့ကွာဥပမာ sin 28ကိုရှိမဲ့ဆိုရင်ပါဝါကိုဘာလို့လဲဆိုရင်ရှစ်ချက် sin square 8ပြီးလို့ရှိရင်ဒီ sin 8ကိုဘာလို့လဲဆိုရင်တက်ရှိတက်ရှိဒါကိုပြောတာနောက်တစ်ခု sin 8ရှိရင်ပါ 买点啥？单号线路线十四块一，十四块一。二号线路线买点二十四块一，买点二十四块一。三号线路线三等。 ကိုဆက် a ကိုရှိမှဆိုလို့ရှိရင်ကိုဆက် a ကို h မိုင်းနဲ့ကိုဆက် a ကို h အဲ့တော့ရှိပါ CO တွေပါမှာဆိုလို့ရှိရင်ဘာတွေထည့်ရမလဲဆိုရင်မိုင်းနဲ့ဒီရနောက်တစ်ခု formula ဆိုပြီးတော့တီးတန်ယူမှတ်နေတယ်ဒါလေးသိတော့ဆက်လို့ရှိရင် coin d8 ကိုဘာလို့ပြရမလဲဆိုရင်ဆက်ရှိပြရတယ်အဲ့ကို h တက်ရှိမှဆိုရင်1ရတဲ့အတွက်ကြောင့်မရေးတော့ ီ H တရာမှာဒီကောင်လေးဒီကောင်လေးပြည့်မဲ့ဆိုရင်အဲ့ကောင်လေးဆက်လို့ဘာလို့ပြည့်နေလဲထပ်ပြီးတော့ရှိပ်ပြရဟုတ်ပြီနော်ဟုတ်ပြီလော H baby ကိုရှိပ်မယ်ဆိုလို့ရှင်ဘာဘာရမယ်ဆိုလို့ရှင်လော H baby ကိုရှိပ်မယ်ဆိုရင်1နဲ့အပိုင်းခံ1ပိုင်း8နောက်မှာလော E baby ဆိုတာထပ်ပြရဟုတ်နော်နောက်တစ်ခု Alan H Alan ဆိုတာက ဘင်းအင်းရှိတဲ့လော့ကိုအန်လန်လို့ခေါ်တယ်ဘီထရက်လော့အန်လန်ဆိုတာကအန်အန်အေးဆိုတာကကျတို့ကဘင်းအင်းရှိတဲ့ကောင် draw hp ဘင်းရှိတဲ့ကောင်ကိုအန်လန် h2 ခေါ်တယ်သူ့နေထရက်လော့နော်ဒီဆိုတော့အန်လန်အေးကိုရှင်းမယ်ဆိုရင်ကျတို့ဘာရမလဲသူ18ဘိုင်းကတခုခုကျတို့သင်ပါက exponential function E power 8ကိုရှိရင် E power 8ပါလေ E power 8ကိုရှိရင် E power 8ကဲတော့ formula ဆိုပြီးတော့ဒီကခေါင်းထဲမှာထည့်ပြီးတယ်အဲ့ကို law h baby ကိုရှိမယ်ဆိုရင် 1/h law e baby ဟဲ့အောက်ကအကလင်းကိုပါပြတဲ့ဆိုထက်ရှိရအဲ့ကိုအင်းနဲ့ရှိရင်1မရေးတော့ဘူးအဲ့ဒီ h နေရာမှာဒီကောင်းရင်ဖြစ်မယ်ဆိုရင်ဆရာတို့ဘာလို့ပြရမလဲဆိုရင်ထက်ရှိပြီးတော့ရှိရုံအာ h အလိုင်း8ကိုရှိရင်1 h ဒီ8ကိုထက်ရှိတဲ့အခါမှာ1မရှိတော့အဲ့ h ညာမှာဒီကောင်ကြီးဖြစ်မယ်ဆိုရင်ဆရာတော့မလုပ်ပြရမှာဆိုရင်ထက်ရှိရမယ်ဒီကောင်ကြီးဖြစ်မယ်ဆိုရင်နော်ထက်ရှိရအောင်ဟုတ်လောဤပါဝါ h ဤပါဝါ8ကိုရှိရင်ဤပါဝါ h ပဲဒါပေမဲ့ဒီအပေါ်က8ကိုထက်ရှိလိုက်တဲ့အခါမှာဘာရလဲဆိုရင်1ရအဲ့တော့ဤပါဝါ8ကိုရှိရင်ဤပါဝါ h ပဲဖော်မြူလာဆိုပြီးတော့တိတက်ထပ်မှတ်တော့အဲ့ဒီ h ညာမှာ ဒီကောင်လေးစိုင်းနေကော့လာပါလာပြီဆိုလို့ရှိရင်အဲ့အိတ်ကိုမထပ်လုပ်ပြရထက်ရှိပေးရရှိကရှိနီးကဒီတိုင်းပဲမလုပ်ပြရမယ်ထက်ရှိဘာလဲနော်အဲ့အဲ့တော့ဆရာကောင်းပြရတဲ့ခါဟုတ်တော့ကောင်းပြီဆရာခါရရှင်းကြလာ low h baby ကိုရှိရင်1 by 8 doy baby ဘယ်လိုရလဲဆိုတော့ဆရာတွက်ထုတ်လိုက်ပါနော်တွက်ထုတ်ပြအောင်မယ် rh ကိုရှိရင်1 by 8ဆိုတော့ဘယ်လိုရလဲဆိုတော့တွက်ပြမယ် e power h ကိုရှင်းရင် e power h ဘယ်လိုရလဲဆိုတာအဲ့၃ခုကိုကြောကြံခဲ့လို့နော်အဲ့၃ခုဒီခါလေးပေါက်ပြီးဆရာမလိုလာနေဆိုရင်တွက်လာ